မင်္ဂလာပါသားတို့သမီးတို့ရေဒီခြေကတော့သားတို့သမီးတို့ကို great for လူမှုရေသင်ကြားပေးမယ်ဒီခြေအေဂရီပဲဖြစ်ပါ යි ကွယ်အခုဒီခြေသင်ကြားပေးမယ်သင်ခန်းစာလေးကတော့အခန်း9တောင်ငူခေသင်ခန်းစာခွဲ9တသမ1တောင်ငူအင်းအားကြီးမလာပြီးနိုင်ငံတော်ကိုဘလို့ထူထောင်ခဲ့တယ်လဲဆိုရဲသင်ခန်းစာလေးပဲဖြစ်ပါ යි ကွယ် လေးတို့ရေနိုင်ငံတော်စည်းလုံးမှုမရှိရင်ဘာတွေဖြစ်လာနိုင်လဲဆိုတာစဉ်းစားကြည့်ကြရအောင်နော်ဟုတ်ပါတယ်နိုင်ငံတော်စည်းလုံးမှုမရှိရင်ပြည်တွင်းမငြိမ်မသက်မှုတွေဖြစ်ပေါ်လာမယ်ဗကန်နိုင်ငံတော်ကြီးဟာဗကန်ခေတ်နောက်ကာလမှာအုတ်ချုပ်တဲ့မင်းတွေရဲ့အရေးချင်းညံပြင်းမှုတွေကြောင့်စည်းလုံးမှုတွေပြိုကွဲလာပြီးတော့အင်အားကျဆင်းလာခဲ့တယ်ပြီးတဲ့အခါမှာတော့မြို့ပြနိုင်ငံတွေပေါ်ထွန်းလာခဲ့ပါတယ်ကွယ် အခုစာမျက်နှာ56ကမြေပုံလေးကို ကြည့်လိုက်ကြရအောင်เนาะမြေပုံထဲမှာအင်းဝတောင်ကိုဟန်တာရီမျိုးရရဲ့တည်နေရာတွေကိုကြည့်လိုက်ကြပါအဲ့ဒီအင်းဝတောင်ကိုနဲ့ဟန်တာရီဟာဗကန်နိုင်ငံတော်အင်အားကျဆင်းလာပြီးနောက်ပိုင်းမှာမှ ဖြစ်ပေါ်လာတဲ့နိုင်ငံငယ်တွေပဲဖြစ်ပါတယ်ကွယ်ဗကန်နိုင်ငံတော်အင်အားကျဆင်းသွားပြီးရဲ့ခါမှာတော့ ပင်ရစကိုင်းအင်းဝဟန်တာရီစတဲ့ပဒေသရိတ်နိုင်ငံငယ်လေးတွေပေါ်ထွန်းလာခဲ့တယ်။မြန်မာနိုင်ငံလေပိုင်းနဲ့အောက်ပိုင်းမှာအင်းဝနဲ့ဟန်တာရီတို့အင်အားကြီးမလာခဲ့ရယ်ပရိသရိနိုင်ငံငယ်တွေအချင်းချင်းစစ်ပွဲတွေဖြစ်ပွားလာခဲ့တယ်အင်းဝနဲ့ဟန်တာရီတို့ဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာနှစ်ပေါင်း40ကျော်ကြာမြင့်ခဲ့တယ်ကွ အဲ့ဒီစစ်ပွဲကိုတော့အနှစ်40စစ်ပွဲလို့ခေါ်ကြတယ်စစ်ပွဲဖြစ်ပွားတဲ့ဒေသတွေက လူများစုဟာစစ်လန်းကြောင်းနဲ့ကင်းဝေးတယ်တောင်ဝူကိုတဖြည်းဖြည်းနဲ့ပြောင်းရွှေ့သွားကြပါတယ်ဒါကြောင့်တောင်ဝူကတော့အင်အားကြီးမားလာခဲ့တယ်ကွကဲကလေးတို့ရေတောင်ငူခင်မှာနိုင်ငံတော်ကိုဘလို့ချက်တွင်ခဲ့တလဲဆိုတာကို လေ့လာကြည့်ရအောင်မင်းကြီးညိုဟာအင်းဝကိုတိမ့်ပိုင်နိုင်ခဲ့တယ် ။တပင်ရွှေတီးဟာပြည်မျိုးကိုစုပ်ခွာသွားတဲ့ဟန်သာရီတပ်တွေကို ရေချောင်းက၎င်း၊ဘရင်တော်ကတော့ကုန်းချောင်းက၎င်းတိုက်ခိုက်အောင်မြင်ခဲ့ကြတယ်ကွ။ပြည်နဲ့မုတ်တမကိုလည်းသိမ်းသွင်းနိုင်ခဲ့ပါတယ်။မုံကောင်းဆောင်တွေကိုလည်းထိုက်တန်တဲ့ယာစုတွေပေးပြီးတော့ချီးမြှောက်ခဲ့ကြတယ်ကွ။နေမြေသိမ့်ပိုက်ခြင်းနဲ့စီလုံးရေးတွေကိုစောင်ရွက်ပြီးနိုင်ငံတော်ကိုချဲ့ထွင်ခဲ့ကြပါတယ်ကွ။ကလီရိုရေ အခုစာမျက်နှာ50ခုကမင်းဆက်ဆက်နွယ်ပုံစရာကို ကြည့်ကြရအောင်နော်ဟုတ်ပြီမင်းကြီးညိုရဲ့သားတော်ကတပင်ရွှေကြီးဖြစ်ပြီးတော့တမီးတော်ကတော့ခင်ခင်ကြီးဖြစ်ပါတယ်ဘယင်းနောင်ဟာတပင်ရွှေကြီးရဲ့ရောက်ဖတော်ပါတယ်နန္ဒဘယင်းကတော့ဘယင်းနောင်နဲ့ခင်ခင်ကြီးတို့ရဲ့သားတော်ပဲဖြစ်ပါတယ်ကိုညောင်ရမ်းမင်းကဘယင်းနောင်နဲ့ ခင်ပြေဆောင်တို့ရဲ့သားတော်ပဲဖြစ်ပြီးတော့အနောက်ဘက်လူမင်းကတော့မြောက်ရမ်းမင်းနဲ့ခင်ဖုံးမြင့်တို့ရဲ့သားတော်ပဲဖြစ်ပါရဲ့ကွယ်။ပါလူမင်းဟာအနောက်ဘက်လူမင်းရဲ့ညီတော်ဖြစ်ပါရဲ့ကွယ်။ကဲဒါဆိုရင်တော့အခုတီချဲတို့စာမျက်နှာ59ကစာပိုက်ကလေးကိုဖတ်ကြည့်ကြရအောင်။ မင်းကြီးညိုဟာတောင်ကူမှာ1485ခုနှစ်မှာစပြီးထီးနန်းစည်းစံခဲ့တယ်ကွ။အနီးနားဒေသမှာရှိတဲ့ဒေသတွေကိုလည်းတိုက်ခိုက်သိမ်းပါခဲ့ရယ်။အင်းဝဘရင်ထံကနေကြောက်စယ်ငယ်ကိုရရှိလိုက်တဲ့အတွက်တောင်ကူရဲ့စီးပွားရေးဟာပို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 တိုးတက်လာခဲ့တယ်။ဟန်တာရီကို တိုက်ခိုက်ရန်ကြံ့ရွယ်နေစင်မှာပဲမင်းကြီးညိုကနှက်ရွာဆန်ခဲ့ရဲ့ကွမင်းကြီးညိုနှက်ရွာဆန်ပြီးနောက်ပိုင်းမှာတော့ သားတော်တပင်ရွှေတီကချီနှန်းကိုစက္ကန့်နဲ့ပြိုကွဲနေတဲ့နိုင်ငံငယ်တွေကိုတိမ့်တွင်းခဲ့တယ်၊စ조사ခဲ့တယ်။တပင်ရွှေတီဟာဟန်တာရီကိုတိမ့်ပိုင်နိုင်ခဲ့ပါတယ်။ဟန်တာရီတက်တွေကပြည်မျိုးကိုစုပ်ခွာခဲ့ကြတယ်။ပြီးတဲ့အခါမှာတော့တပင်ရွှေတီကရေချောင်းကဥဆောင်ပြီးဘရင်နောင်ကကုန်းချောင်းကဥဆောင်ပြီးဟန်တာရီတက်တွေကိုလိုက်လံပြီးတော့တိုက်ခိုက်ခဲ့ကြတယ်။နောင်ရိုးတို့ရောက်တဲ့အခါမှာတော့ ဘရင်နောင်ကမြစ်ကိုပူပြီးဟန်တာရီတက်ကိုရွရွချွန်ချွန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ထို့နောက်သဗင်ရွှေတီးဟာဖြီနဲ့မုတ်တမကိုတင်သွင်းပြီးတော့နေပြည်တော်ကို တောင်ငူကနေဟန်တာရီကိုပြောင်းရွှေ့နန်းဆန်ခဲ့ကြတယ်။မော်ထုံးဆန်နဲ့အညီဘရင်အဖြစ်ခံယူပြီးတော့မွန်မခေါင်းဆောင်တွေကိုထိုက်တန်တဲ့ရာထူးတွေချီးမြှောက်ပြီးမွန်ပမာစီလုံးကြီးကိုလည်းကြိုးပမ်းခဲ့ကြတယ်ခွေ။ကဲ ါဆိုရင်တော့ခုစာမျက်နှာ58ကစာပိုက်လေးကိုကြည့်လိုက်ကြရအောင်နော်။သပင်ရွှေသည်နေရွာဆန်ပြီးတဲ့နောက်ပိုင်းမှာတော့ရောက်ဖတ်တော်ရဲ့ဘရင်နောင်ဟာတိုင်းပြည်တည်ငြိမ်အောင်ထိန်းသိမ်းခဲ့ပါတယ်။ဘရင်နောင်ဟာတောင်ဦးကိုဥစွာတိုက်ခိုက်သိမ်းယူခဲ့တယ်။ဟန်တာရီကိုလည်းတိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ဒါအပြင်သပင်ရွှေသည်လက်ထက်ကပိုင်ဆိုင်ခဲ့တဲ့အရှိတ်ဘက်မှာရှိတဲ့မြို့ရွာတွေကို လက်အောက်ခံအဖြစ်ပြန်လည်သိမ်းသွင်းနိုင်ခဲ့တယ်။ဘရင်နောင်ဟာအယုဒ္ဓယဘရင်ထံကနေစင်ဖြူတော်နှစ်စီးတောင်းခံခဲ့တဲ့အခါမှာတော့နှစ်နိုင်ငံစစ်ဖြစ်ပွားခဲ့တယ်။အယုဒ္ဓယကိုအောင်နိုင်ခဲ့ပြီးတော့အယုဒ္ဓယဘရင်နဲ့သားသမီးတွေကိုဟန်တာရီကိုခေါ်ဆောင်ခဲ့ပါတယ်။ဘရင်နောင်ဟာမြမိုင်းနိုင်ငံတဝမ်းလုံးကိုသိမ်းပိုင်ခဲ့တယ်။အယုဒ္ဓယာလင်စင်ဇင်းမယ်တို့ကိုလည်းတိုက်ခိုက်လွှမ်းမိုးအောင်နိုင်ခဲ့တဲ့အတွက် ကျဲ့ပြန့်တဲ့ဟန်တာရီအေဂရစ်နိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့ပါရဲ့ကွယ်။ဘရစ်နောက်နက်ရွာဆန်တဲ့အချိန်အထိအယုဒ္ဓယဟာမြမတို့ရဲ့လက်အောက်ခံအဖြစ် ဖြစ်ခဲ့ပါရဲ့။ကဲဒါဆိုရင်တော့တာယုတ်သမီးတို့လည်းအခုသင်ငန်းစာလေးရဲ့ကနေဘ ഹു တုတများစွာရရှိသွားမယ်လို့တိချေယုံကြည်ပါရဲ့ကွယ်။သင်ငန်းစာလေးကိုဒီမှာပဲခဏလောက်ရပ်ထားပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။